ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြူရဲ့ကျွန်ုပ်နဲ့အယောင်ဆောင်သူကဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဝါရင်းကာလာမနက်၄နာရီထိုးတာနဲ့နိဗ္ဗာန်စောဖွဲ့ကရွာတွင်းလက်ကဆွန့်ချက်ရန်နှူးစော်တော့တယ်။ဟဲ့ငါ့ရဲ့ရှေ့မှာအတန်ပြေးကြီးနဲ့အော်ရလာဟဲ့။ငါနိုးလို့စွန့်အောင်ချက်နေပြီ။ဗလိုင်းကြီးချဲပါလား။ဒေါ်သိမြင်ဒါကုတူကြီးလုံနေတာ။ ခမားမောင်ဘာကလေးလိုအလေးလိုက်ပြီးတော့ရွာထဲမှာတချင်းလိုက်ဆိုနေရမှာမဟုတ်ဘူးအနုလာမနင်းအားတကြီးရဲ့အောက်ဆွဲလှုပ်ပြီးတော့မကျင်းနဲ့နင်းတော့တော့စွပြုတ်လှုပ်တောက်ပြင်မဲ့မုတ်ဆိုးမိမဟဲ့အနုကမသေးမြင်ကိုငဲကြောက်ဖြစ်တယ်သူ့အဖွဲတွေကိုလှမ်းမှန်နေပါတယ်ဟေ့ဒီမုတ်ဆိုးမမိမအဲ့လေတော်သေးမြင်အိမ်ရှိရောက်ရင်ဘယ်တော့မှမအော်ကြနဲ့ဟဲ့သွားမယ်ကောင်းတယ်အဲ့ချင်မူတုနဲ့ဘဲကားထွက်လာလည်းမသိဘူးအခုပဲမနက်9:00ထိုးတော့မယ် တန်ဃာတွေအာယုံဆုံးငတ်တော်မယ်မနဲ့အာယုံတက်ပြီးတော့လောကဒတ်တစ်ခွေမှာအလင်းတက်များဖြင့်ဝေဖြာပြီးနေကြီးထွေးလေးကနှွေးနေပေပြီအေယာနိုဘီအိရှိတ်ကိုအထက်တကြီးပါစီကစောစောစီစီကျွန်ုပ်အိရှိတ်ကိုပေါက်ချလာပါတယ်ဟာတကြီးစောစောစီစီပါလားဘာကိစ္စရှိလို့လဲဒီနေ့တော့တောကောင်နေနဲ့ချိန်ထားလို့မအားသေးဘူးနော်ကျွန်ုပ်ရဲ့ရည်စရာစကားမကြီးမပြုံးမဲစတင်ရန်လောက်ပါတော့တယ်စောစောစီစီနောက်ဆရာမဟုတ်ဘူး ဟိုကောင်ဘိုက်ကလေးပဲမှာလဲဘာဖြစ်လို့လဲတကြီးဘာဖြစ်ရမှာလဲဟိုကောင်ဘိုက်ကလေးညကကျိုးအိမ်ပေါ်ကိုတက်တယ်လေတကြီးဘိုက်ကလေးကဘာလို့လို့လဲတကြီးအိမ်ကပစ္စည်းတွေခိုးဖို့မကြံစည်ရဲပါဘူးပစ္စည်းခိုးမဲ့ကိစ္စပြောနေရမဟုတ်ဘူးဗျညကဘိုက်ကလေးကျိုးအိမ်ပေါ်တက်လာပြီးမြို့ကလာတဲ့ကျုပ်တူမအိမ်နေတဲ့ချင်နာကိုလာလန့်နာဗျအချင်းကြီးကခီးရောက်ပြီးခမရဘာပြောလိုက်တာလဲခမရတို့တကြိတ်သေးတညံသေးလားပြောစမ်းအာတကြီးရဲ့ ကျုပ်စကားရောင်ထွက်သွားလို့ပါဗျာဒီကိစ္စကျုပ်မသိရပါဘူးအခုတကြီးဘာလုပ်ချင်တာလဲပြောပါအေးဒီဘိုက်ကလေးကိုထိတ်တုံးစာကျွေးခြင်းနဲ့ဒီတော့အခုမိုးမချုပ်ခင်ဘိုက်ကလေးကိုခေါ်ပြီးကျုပ်စီလာခဲ့တကယ်လို့ညနေနေဝင်မိုးချုပ်နွားတွေနွားတင်းခုတ်တွေရောက်ချိန်မှလိုင်းတော့ခင်ဗျားရော မသိမြင်ရောထိတ်တုံးသူကိစ္စကိုမသိမြင်စေအပြေးပြောရပါတော့တယ်ပေါ်သေးသေးမဟုတ်ပြဒနာပေါင်းစုံတတ်နိုင်တယ်မဟုတ်ပါလားမသိမြင်မသိမြင်စိုးစိုးစိစိပါလေအလန့်တကြား နေမောင်ဘိုက်ကလေးညာကတကြီးအင်ပေါ်တက်ပြီးတော့တကြီးတူမှချက်နာကိုတွားလှန်တဲ့အဲ့ဒါအိုးရင်းနေတုံလိုက်တာတော့မသိမြင်ကအံ့ဩသောမျက်နှာဖြင့်ကျွန်တော်ကိုငှိကြည့်နေတယ်။ဖယားဖယားဘလို့လောက်ကြမလဲ။ဘလို့မှလုံမနေနဲ့ဒီကောင်ရှာပြီးတော့အမြန်ဆုံးတကြီးစီပို့မှအောင်မလီကျမမောင်လေးတော့ဒုက္ခတော့ရှောက်ပါပြီတော့။ကဲငိုးမနေနဲ့ဒီကောင်တကြီးစီအမမအဲ့ရင်ငါတို့တွေထိတ်တော့အဲ့တော့ဒုက္ခပါပဲ။အဲ့မိနေလိုက်တာရှင်ကလေးလေး ဘိုက်ကလေးကြည်ပင်စုရွာကသူ့တငယ်ချင်းမင်္ဂလာဆောင်ရှိလို့မနေရင်းကလိုက်သွားတာရှင်မသိဘူးလားအေးဟုတ်တာပဲကြည်စံငါမေ့နေလိုက်တာရှင်ကလေးလေးမိတက်လိုက်တာတခါလေးရှင်းပြလိုက်ဒီကိစ္စပြီးပြီသွားအခုတကြီးစီသွားပြီးပြောပြဟုတ်ဟုတ်ပါဗျာငါတော့အမဲမလိုက်တဲ့အိမ်မှနေတာနှစ်ရက်ရှိပြီဒီကောင်လာမှသွားမယ်လို့စိတ်ကူးထားတာရှင်းမှန်ညာကလေးလေးအချင်းရှိတော့တကြီးစီသွားမသိမြင်မသိမြင်ဟုတ်ပါတော့ရင်ဟိုက်တကြီးပြန်လာပြန်ပြီ ဘာတွေအမှုယူလာမလဲဖယားဖယားမသိမြင်ကကျွန်ုပ်တဲ့လှိမ့်မြန်စွာတကြီးကိုခီးဥကြိုပြူတယ်။တကြီးကြွပါကြွပါ။ငါ့ကိုစောစောစီစီကြွခိုင်းနေရလားယင်။ငါသိတာနင်းမြင်ချင်တာမဟုတ်လားမသိမြင်ရဲ့။ဒီသဘောမျိုးကျမပြောတာမဟုတ်ပါဘူးရှင်။တကြီးကိုယူသေးပါတယ်လေးစားပါတယ်။တကြီးကအင်းဥကမ်းမှာဆွေကနေဝင်ထိုင်လိုက်ပြီ။ခွေရမှာငါစောက်တင်ပြောမယ်ဆိုတာငါသိရဲ့။ပြောချင်တာကတိတ်အရေးကြီးလို့ပြန်လာခဲ့တာ။တရားခံကကျုပ်တူမှာချင်တာကိုလှန်တာ။ ဘိုက်ကလေးတစ်ယောက်တည်းမဟုတ်တော့ဘူးအခုနှစ်ယောက်ဖြစ်နေပြီတဲ့။ဘာကြောင့်လဲဆိုတော့အိမ်ပေါ်ကပြေးဆင်းသွားတဲ့ဘိုက်ကလေးကိုအောက်မှာစောင့်နေတဲ့မောင်ပိုးစာကတွေ့လိုက်ရတယ်တဲ့။အခုမောင်ပိုးစာကလည်းသူ့အိမ်မှာမရှိဘူးတဲ့။နောက်ပြီးတော့ငါကြက်ဝိုင်းကတင်ထားတဲ့ပိုးစာကြက်လည်းမရှိတော့ဘူး။ဒီတော့နင်တို့ဘိုက်ကလေးကိုရှောင်းဖမ်းခဲ့တရက်ခန်းကဒီကောင်ဘိုက်ကလေးပဲနင်တို့ရှောင်းဖမ်းခဲ့။တကြည်မှားနေပြီဗျ။ဘိုက်ကလေးကလွန်ခဲ့တဲ့နှစ်ရက်ထဲက ကြည်ပင်စုရွာကသူ့တငယ်ချင်းမင်္ဂလာဆောင်သွားတယ်လေဟွန်းဒီလိုလက်တလုံးချလုံးလို့မရအောင်နော်ကြည်ပင်စုရွာနဲ့ဂျုံတိုင်းကလမ်းလျှောက်ရင်တောင်မှ၃နိုင်မကြောက်တကြီးကဒေါသကြီးစွာနဲ့ကျမ်းမြင်ကိုထုကြည့်တော့တယ်ကျုံမကျင့်တတ်ဘူးကျောအိမ်ပေါ်ကိုဒီလိုပိုင်စိုးပိုင်နေလာလို့တာသီးမခံနိုင်ဘူးကတကြီးကသူ့စတိုင်အတိုင်းဒေါသထွက်လျက်ရုပ်တည်ကြီးလုံးနေပုံကိုကျွန်ုပ်တို့ကအလွတ်ရနေပြီကောင်းပြီတကြီးမနေ့ပြန်ကျမကြည်ပင်စုရွာကိုသွားပြီးဘိုက်ကလေးကိုခေါ်လာခဲ့မယ် တကြီးကျင်းတဲ့မဟုတ်လားအေးကျင်းတဲ့ဒါနဲ့အခုကိစ္စမှာချင်းအောင်အလန့်ခံရတာတကြီးတူမလားတကြီးကတော့ဒေါ်ရွှင်ရဲ့တူမလားဘလို့မေးလိုက်တာလဲတကြီးကမျက်နှာကြီးနေပြီးတော့ဒေါ်ရွှင်တူမဟဲ့သူ့တူမဟဲ့မသိမြင်ကစိတ်မြန်လက်မြန်ရှိသူပေးပြီဟေးမနေ့ပြန်มาသွားလေမဖြစ်ပါဘူးအခုပဲကြည်ပင်စုရွာကိုသွားပြီးတော့ဖိုက်ကလေးကိုပြန်ခေါ်ရမယ်မသိမြင်ကအရှိန်တန့်သွားပြီအေးပါတော့ကျုံမောင်လေးကိုဒီလိုဆွတ်ဆွဲနေရမခံချင်လို့ပါ ထိုချိန်တကြီးပါစီအိမ်မှာမောင်ပိုးစာရောက်နေချေပြီရွာရှိရဲ့ကိုချစ်တော်ထန်းတော်ရဲမှာပုံအောင်နေတာကိုအာနိုလာမိုးတို့ဖမ်းခေါ်လာခြင်းဖြစ်တယ်။အော်မင်းနဲ့ငါတွေ့ကြပြီပေါ့။ဘိုက်ကလေးကိုကူညီတဲ့ကောင်ငါတူမချနာကိုလှမ်းတဲ့ကောင်တကြီးကလည်းဘာတွေပြောနေရလဲ။ချနာလန်နာသူများအဲ့အဲ့ချနာမဟုတ်ဘူးကျန်တဲ့သူတယောက်။အခုအဖမ်းခံပြီးတော့အတနာခံခြင်းလို့ပါ။ဟိုလေလွန်ခဲ့တဲ့၃ရက်ကကြက်ဝိုင်းမှာဖမ်းထားတာကျွန်တော်ရဲ့တိုက်ချက်ကလေးကိုပြန်ပေးဖို့အမေ ကျွန်တော်တိုက်ချက်ကတသိန်းတန်တယ်ဒီလိုတိုက်ချက်မျိုးတွေကအစမမှန်ရေမမှန်ကျွေးမှဒါကြောင့်တကြီးကိုပြန်ပေးဖို့မြတ်တန်ရက်ခံပါတယ်ဘာကွာနေပါမင်းကဘိုက်ကလေးချင်အောင်လှန်တဲ့ကိစ္စမှာမင်းပါလို့ပါလာရတယ်လေမှန်မှန်ပြောစမ်းမပြောရင်ထိတ်တုံးစာမိမယ်မလုပ်လိုက်ပါနဲ့အခုဒီကိစ္စကိုမှန်မှန်ပြောစမ်းဘလို့ကြံရွယ်ချက်နဲ့ချင်အောင်လှန်ရရလဲထိတ်တုံးတော့ပြောပြောပါမယ်ထိတ်တုံးတော့မလုပ်လိုက်ပါနဲ့ဒီလိုပါ အဓိကတရခံကဘိုက်ကလေးမဟုတ်ပါစောတမောင်မှာဟေးမင်းမလိန်နဲ့ငါတူမကိုရင်ဘိုက်ကလေးကိုမြင်ပြီးអော်တာဘိုက်ကလေးငါတူမကိုလလာရှိနေတာမှတ်မိနေရနဲ့ဘိုက်ကလေးသဘင်ပုံစံမျိုးဒီရွာမှာမရှိဘူးပြောရရင်တော့ဘိုက်ကလေးနဲ့စောတမောင်ဖဲဝိုင်းမှာရှမ်းဖြစ်ထားတယ်ကျွန်တော်ကဖဲရှုံးတဲ့စောတမောင်ကိုတကြီးအိမ်ကကြက်ခိုးပြီးပုတ်ဆံပေးပြီးခိုင်းတယ်စောတမောင်ကလည်းလုံမဲလို့ကတိပေးတယ်ဒါပေမဲ့ဘိုက်ကလေးကိုချောက်တွန်းကျင်တဲ့အကျင်နဲ့ ဘိုက်ကလေးစပင်ပုံစံမျိုးကိုဇက်ကူကတ်ထူနဲ့လှုပ်ပြီးညကြတော့တကြီးအိမ်ကိုထွက်ခဲ့ရပေါ့စောကြီးစိတ်ချပြရစင်နော်အခုကိစ္စကမင်းနဲ့ငါနဲ့ထိတ်တုံတော့စောကြီးကအိမ်နောက်ဖေးရေကပြင်ကနေအိမ်ပေါ်လှမ်းမိတက်တယ်ကျွန်တော်ကလှေကအောက်မှာစောင့်နေရပေါ့ကြက်ထားတဲ့နေရာလှေကအစင်းနေရာရောက်လာတဲ့စောတမောင်ကဘာစိတ်ပြောင်းသွားမှလည်းမသိဘူးတကြီးတူမှခြေနာကိုအသာလေးမပြီးတော့အိမ်ကြီးအလှကလေးကအနီးကပ်ကြည့်ဘူးရအောင် အိမ်မပြောသေးတဲ့တကြီးရဲ့တူမလန်နူးလာတာပေါ့ဟိုက်မအိပ်သေးဘူးဟာတကြီးတူမအသက်ကုန်အော်တော့တာပေါ့လူလာကြပါအောင်လူပါတော့ဇောတန်မောင်လည်းကြောက်လန့်ပြီးတော့လေကာအတိုင်းချက်ကိုဖမ်းဆွဲပြီးတော့ပြေးစစ်မလေးရောကျွန်တော်လည်းရောရောင်ပြီးစင်းပြေးတကြီးအိမ်နာကအာနူးလာမို့လို့စွန်လောင်အသင်းကလူတွေအော်တန်ကြားလိုက်ရပါရောဟာတကြီးအိမ်ကထွက်လာတဲ့တခုချီစန်းဖိုက်ကလေးနဲ့မောင်ပူးစာတို့ပါလားဟဲ့မပြင်းနဲ့နော်ရက်လိုက်စမ်းဘိုက်ကလေးနဲ့ပူးစာ ကြောက်နေရပါလားကျွန်တော်လည်းဘိုးမြထရေဆိုင်မှာသွားရှောင်းစောတင်မောင်ကတော့သူမဟုတ်တယ်လို့ပဲအေးအေးဆေးဆေးနဲ့ရွာထဲရှောက်လို့ပြောစမ်းတီကောင်းဖက်မှလည်းဟိုဟိုအေးမင်းတို့အချင်းချင်းနှုတ်လုံးနေပေါ့ပါးစီကြောင်ကောင်းကောင်းသိမယ်ကွာတတိပါးစီကသူ့နှလုံးပြူတနက်ကိုဆွဲဖြော်ရှူလိုက်ပြီးဟိတ်ကောင်စောတင်မောင်ဘယ်မှလဲသူ့အိမ်သွားမယ်ဒီလိုနဲ့ကလင်ကကျက်စောတင်မောင်အိမ်ကိုတကြီးနဲ့အဖွဲသားတွေသွားကြပါတော့တယ်တွေ့လို့ကတော့ချင်းအောင်လှမ်းမှုအိမ်တွင်းဝင်ရမှုဗလကာယကြက်စင်မှု ်သူအကြောင်းအပြည့်စုံကိုတန်ငါတဲ့ဆမ်းမြကပြောပြလို့ကျွန်ုပ်သိလိုက်ရတယ်ဒီလိုပြဘိုက်ကလေးမဟုတ်ဘူးမိษွေတို့အခုတွေ့မြင်ကြသည့်အတိုင်းတခါတရံမိษွေတငယ်ချင်းချင်းချင်းမင်းချောက်ချတက်ကြောင်းကိုဥပမာနမူနာဆန်းနမူနာများနဲ့တင်ပြရရပြီးတော့တယ်တတဝများအလုံးကံကောင်းကြပါစေကျွန်ုပ်ရဲ့ဘဝတစ်ချောင်းလုံးမှာအောင်စိုးဘဝနဲ့ရင်းနှီးမြှုပ်နှံခဲ့ရတယ်ရရဆဆအကျွေးပတ်ချလဲနေခဲ့ရတယ် ဒါပေမဲ့ထုတ်ပေါ်ပွားမှာလွတ်ရန်ကြိုးစားခဲ့ဘူးတယ်ကျွန်တော်ကြိုးစားမှုတွေကိုအမှတ်တရတင်ပြရရင်မိတ်ဆွေမပြုံးပါနဲ့ပထမဆုံးတက်ဖောင်တမဘဝစုံစားရမယ်မသိမြင်ရိုးမကဝါးတွေကိုတက်ဖောင်ဖွဲ့ပြီးပြီးကိုစုံစင်အဲ့ဒီမှာဈေးကောင်းရတယ်လှုပ်ပေါ်ရှင်လူဆိုတာကတိုးတက်ကြီးပွားဖို့အတွက်ကញ្ញံဝရိယပေါင်းဆက်လိုက်ရင် ကြီးပွားမှာပဲလှုပ်ကြည့်ဘဝခီးတိုးတက်မှုအတွက်ထိုးချိန်မှစပြီးကြံစကအမြဲတွေးတောနေမိတယ်ဝါးဖောင်ကိစ္စကစုံစားခြင်းပေတည်း အဆင်ပြေရင်စီးပွားလမ်းပွင့်မှာမဟုတ်ပါလားဒီလိုနဲ့ဆရာတပည့်နှစ်ယောက်ရိုးမတော်ကိုဝင်ကဝါအုပ်ထူထက်တဲ့ရိုးမအရှိဘက်မြင့်ငယ်ချောင်းလေးနှစ်ဘီကိုရိတ်ခါအပြည့်စုံထည့်ပြီးထွက်လာခဲ့တယ်။ထိုနေရာကိုတနေ့လုံးရှောက်ခဲ့ကြရတယ်။ထူထက်တဲ့ဝရုံကိုဖျက်ရတယ်။ထိုနေရာကိုမူးချုပ်ခါနေမှရောက်ကြပါတော့တယ်။ကေတပည့်ကြီးမိဖို့ကွာ။သူရဲ့ဘဝတိုးတက်မှုကြီးကဒုက္ခပေးပြီးရွာမှာဆိုရင်ထွေးလာတော့အိမ်ရောက်ရွှွန်းဝေဒန်လေးနားထောင်ရ ကျွန်တော်မှထုံညာကရိုးမတော်မှာဖြစ်တယ်လို့အိတ်ကြရတယ်။ဘဝဆိုတာငြိမ်းနေလို့မရဘူး။ကိုဘဝတိုးတက်ဖို့အမြဲကြံရမယ်။ကြိုးစားတဲ့သူဖို့ချမ်းသာတဲ့ဘဝကိုရောက်လာမှာပဲ။မနေ့စောစောချွတ်တို့လိုဝါခေါက်သူတွေနဲ့တွေ့လို့မိတ်ဆွေဖြစ်ကြတယ်။အိုး၊ညရစာတွေ့ပေပါလား။နမဲကြီးပဲတွေ့ရတာဝမ်းသာပါတယ်။ဒီလိုနဲ့သူတို့လည်း၄-၅၀ရောက်နေဝါခေါက်ကျွန်တော်တို့လည်းခုံနဲ့တနစ်တာအချင်းကုံဆုံးစေပါတော့တယ်။ နောက်တနေ့တခါထက်ခုတ်ပြီးတော့တုံးရကြတဲ့အခါမှာဝါဖောင်တွေကိုဖွဲ့ရတယ်။သူတို့ကလူအင်အားများလို့အိုးခွက်များနဲ့ချက်ပြုတ်စားကြတယ်။ကျွန်ုပ်တို့ကိုအတင်းထက်ကြွေလို့စားရပါတယ်။နောက်တနေ့မနေ့စောစောသူတို့ဝါဖောင်ကပြီးသွားလို့ရေးချပြီးတော့ထွက်သွားကြပါတယ်။အပြန်ကြမှာစုံကြမယ်။မကြမီကျွန်ုပ်တို့ဖောင်ကိုရေးချတယ်။ဘိုက်ကလေးရေတို့ဖောင်ချီတဲ့ကျိုးတွေကစိတ်ချရပါတယ်နော်။ဘိုက်ကလေးမင်းကဟိုတုန်းကဖောင်လိုက်ဖို့တော့အတွေ့အကြုံရှိတယ်။ လမ်းကြောင်းကိုမင်းထိန်သွားငါကနောက်ကနေထိန်မယ်ဘိုက်ကလေးရေစီးကကြမ်းတက်နေနော်ရေစုံကိုဆင်းရတာဒီချောင်းကနေအေရရီမြစ်ထဲရောက်သွားမှငိမ့်သွားမှာအမှန်တကယ်ရေစီးကကြမ်းတက်လွန်လာတယ်ကျောင်းဆောင်များနဲ့မတိုက်မိအောင်တတိထားနေရတယ်လုပ်ငန်းမကျွမ်းတာကြောင့်လားမသိဘူးဝါဖောင်မှာကျောင်းဆုံးနဲ့တိုက်မိပြီးတော့ခါချလိုက်တယ်လို့ဖောင်ပေါ်မှာကြာသွားတယ်ဝါဖောင်မှာမခိုင်ခန့်တဲ့ຫນွေကျိုးများကြောင့်ဝါဖောင်တစားစီဖြစ်သွားတယ်အောင်မလေးပြလောက်ကြပါအောင် ကျွန်ုပ်တို့မှာရင်စည်းနဲ့အသာမျောပြီးတော့ကမ်းပတ်ကိုတတိကြီးစွာထားပြီးကုလာခဲ့ရပါတယ်။ဘလုံးတလုံးကိုနှစ်ဦးသားဖက်တွေကနင်းမြုပ်မသွားရင်တတိထားကုနေရတယ်။ရင်စည်းကလည်းကျမ်းပါပြီ။တော်ပါသေးရဲ့ဝလုံးကယ်ပြီလို့မကြမီကျွန်ုပ်တို့ကမ်းခြေကိုကောင်းမွန်စွာရောက်ရှိလာတယ်။ကယ်ဆရာတို့ရေထက်ကျူးစားအောင်မလား။ရွာပြန်ပြီးလူအင်အားကိုအခါချင်းငွေပေးပြီးတော့လုတ်တက်ကိုင်းတက်တဲ့သူခေါ်လာမှကွာမဟန်သေးပါဘူး။ကျွန်ုပ်တို့မှာမောမောပန်းပန်းနဲ့တောင်ပြင်မှာတရိပ်အိတ်လိုက်ကြတယ်။ကဲမိတ်ဆွေ ကျွန်ုပ်ရဲ့စီးပွားရေးမဟာစီမံကိန်းပြတ်တော့လဲကျွန်ုပ်ဆက်ပြီးစူးစမ်းမယ်လို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့တနေ့တော့ကောင်းလေးမောင်မြင့်ခိုင်အိမ်ကိုလာလေရင်ကျွန်ုပ်ဝါခုတ်တဲ့အကြောင်းကိုပြောမိကြရဥတုပီကလည်းဝါခုတ်တာကအစိုးရစီကပါ။ပါမေ့ယူလို့ရတယ်လေ။နောက်ပြီးမျိုးစာယူရတယ်ဗျ။အဲ့ဒါတွေမပိုင်တော့ဖမ်းဆီးခံရမယ်။ထောင်ချခံရမယ်။ပါမေ့ရဖို့ကလည်းငွေတောင်းချီတိန့်ချီသွင်းရမယ်။ကျွန်ုပ်မှာမောင်မြင့်ခိုင်စကားကြောင့် ထိုအကြံစီကိုလုံးဝဆွလွန်လိုက်ရပါတော့တယ်။ဒါပေမဲ့ကျွန်ုပ်ရဲ့ကြီးပွားရေးစီမံကိန်းကိုနောက်မဆုံးမချင်ကျွန်ုပ်နေ့တိုင်းကြံစီနေပါတော့တယ်။တွတ်ပြီးကွာဖြစ်လာရမယ်။ဒီနေ့မြိုင်သားမျိုးပေါ်ရှိတစ်ကုံတဲ့ကြော်ကြီးထံကိုရောက်သွားတယ်။ရခင်ကကြုံတိုင်းသားဖြစ်ပြီးတစ်လုံငန်းဖြစ်ကြီးပွားနေသူဖြစ်တယ်။သူစီကကြီးပွားဖို့နီးလန်းခံယူရန်ဖြစ်ပါတယ်။ကဲဥတော်ပြီးရှောက်တုံးပြုစုရမယ်။ဥတော်ကျေးဇူးတွေငငယ်ကလေးခါရှိတာ။ចောင်းសាអង្គွယ်ပေးတာတော့မဟုတ်ဖို့ပေးရတော့ပေါ့။ကဲ ရေမိုးချိုးပြီးရင်စားတောက်ဆိုင်ကောင်းကောင်းကိုသွားစားမယ်။ဥတုပြီးဝတ်စုံနဲ့မပြတ်ဘူး။မြို့ရောက်တော့ကျွန်တော်အဝယ်စားနဲ့ရှိုးနယ်မိုးနဲ့သွားကြမယ်။ဒီလိုနဲ့ကျွန်တော်မှာကြောကြီးအဝယ်စားနဲ့ခန်းထားတဲ့စားတောက်ဆိုင်ကိုရောက်ရှိခဲ့ပါတော့တယ်။ခန်းထားတဲ့ဆိုင်ကြီးမှာတာနာစာဝတ်ဆင်ထားတဲ့လူတွေကစားတောက်နေကြပါတော့တယ်။ကျွန်တော်လည်းကြောကြီးအားစီးပွားရေးအကွက်အကွေးများကိုတိုင်ပင်ရတော့တယ်။ငါဘာလို့ရင်ကောင်းမလဲ။ဥတုပြီးမှအရင်နေ့ဘယ်လောက်ရှိလဲ။ဖယ်ရှိမလဲ။ဒီလိုပဲကြံဖန်ချင်းငားရတာပေါ့ နောက်ဆုံးမရရင်မင်းစီကဆွဲတဲ့နဲ့ဆွဲရမယ်။ငါဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲ။အချင်ချင်လေးပြေးပါအောင်။ရပါတယ်၊ကုညီရမှာပေါ့။ကျွန်တော်စဉ်းစားလိုက်အောင်မယ်။အရင်နေ့နဲ့နဲ့အမျက်မြများ။ဥမကွာအိမ်မကွာ။လူရင်အားလည်းမြများတုံးစရာမလိုတော့။ဟိညီလေး၊ green soda တစ်လုံးရမယ်။ကြော်ကြီးမှမြို့ရောက်ပြီးတော့နိုင်ငံခြားအရက်များကိုတောက်တက်နေရဲ့။ကျွန်တော်အရက်မတောက်တက်မှန်းသိလို့အချိုးရီမှားလိုက်ပါတယ်။ဟုတ်ပြီ။ဂျော်နီလမ်းလျှောက်နဲ့စဉ်းစားလိုက်အောင်မယ်။အရင်နေ့နဲ့အမျက်မြများ ခဏကြာကြောကြီးမှဟုတ်ပြီပြုတ်ကြုံတိုင်းရွာထိပ်မှာထမင်းဆိုင်ဖွင့်တောကောင်သားနဲ့အရက်တွေရောက် okay ပဲကျွန်တော်ဝင်းကနေအကြံရသွားတယ်ကြုံတိုင်းကားကိတ်မှာကားဆောင်ရနေရဖြစ်ပြီး ထမင်းဆိုင်လည်းမရှိသေးဘူးဟုတ်ပြီကွာမင်းပြောတာတိတ်မှန်တယ် okay ချီးဟာဟုတ်တယ်မင်းပြောတာမှန်တယ်တောကောင်သားနဲ့အရက်ဆိုင်ထမင်းနဲ့တွဲရောင်ရောင်းရမှာထမင်းကြီးရောင်းလို့မရအောင်လေဒါလေးပါမှဒီလိုနဲ့ကျွန်တော်မှရွာထိပ်ကားလည်းနှစ်ပြီးရှိမြေကွက်လက်များကိုလိုက်ကြည့်ကား ထမင်းဆိုင်ဖွင့်ရန်နေရာရှာပါတယ်။နေရာတွေ့တဲ့အခါမှာတကြီးထန်သွားတော့တယ်။တကြီးကထုံးစံအတိုင်းဘူတော်တယ်။ကျုပ်ကိုခမားကရင်းမြစ်ရှင်များမှတ်နေသလားကိုတွေ့ပြီရဲ့။ခမားပြောတဲ့နေရာတွေကစီပင်နယ်နိမိတ်တွေပြရွာထဲမှာမဟုတ်ဘူး။အမတခုတော့ရှိရဲ့လေ။လမ်းမြေပေါ်မှာတော့ဆိုင်ကိုမဆောင်နဲ့။ရွာမြေဘက်မှာပဲဆောက်။ဒါတော့ကျုပ်ရှင်းပေးမယ်။တခုတော့ရှိရဲ့နော်။ခမားဆိုင်ရောင်းကောင်းရင်ရွာရဲ့တာကြီးနိုင်ကိစ္စတွေမှာအလူငွေထည့်ရမယ်နော်။စိတ်ချပါဗျာ။ကျေးဇူးပါ။ ီလိုနဲ့မြန်ရစာတွတ်ပြီးထမင်းဆိုင်ကြီးပေါ်ထွက်လာပါတော့တယ်။ဟဲတွတ်ပြီးထမင်းဆိုင်ဖွင့်ပြီးမသေးမြင်လက်ရဟင်းနဲ့ချင်းငွေပေါင်းစုံနဲ့ကျွန်တော်တို့ထမင်းဆိုင်ကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ်။ဘိုက်ကလေးတန်တန်ရှင်းရှင်းလေးလှုပ်တာစိတ်ကြဆရာတို့ရေလူတွေကတန်ရှင်းမှကြိုက်တာဗျတန်အောင်လုပ်နေရတာဟိကွာငါတို့လည်းသူများဆိုင်မှာစားရင်ပကံတွေခွက်တွေတန်ရှင်းမှာစားချင်တယ်မဟုတ်လားဟုတ်ပါဆိုင်မှာစားခွင့်စားမှုရောင်းမကောင်းတော့လေဆယ်ရဲ့ကျော်ထိရောင်းမကောင်းသေးဘူး တမင်ဟင်းများကြံလို့အိမ်နှီးချင်းတွေကိုဝေငှနေရတယ်။ကျွန်တော်မှချင်းဝင်များတက်လာမဲ့အတိုးများကိုမြင်ရင်ချုံပွဲချငုံရမယ်ကိန်းဆိုင်နေတယ်။ခုမှဒုက္ခပဲ။ကျွန်တော်လည်းစိတ်ပြက်လက်ပြက်ဖြစ်နေရမှကျော်ကြီးရဲ့အကြံကိုဖျက်ကနေတတိရလိုက်တယ်။ဟာကျော်ကြီးပြောတဲ့စကားခုမှတတိရတယ်ကြည်စမ်းဒီလိုနဲ့မုတ်ဆိုးကြော်အောင်မော်လူကြုံဖြစ်စားရေးပြီးတော့အကျိုးကြောင်းမှားလိုက်တယ်။မကြမရောက်လာတယ်။ပြိုးစရတော့ကဲဥတ်တော့ပေးမှားလိုက်တဲ့တော့ကောင်သားတွေနောက်လဲလာပို့အောင်မယ်။အေးအေးရသလောက်ယူခဲ့ ကျွန်ုပ်လည်းသားကောင်ဘုံငွေကိုရသလောက်ရှင်းပေးလိုက်ပါတယ်တောဝတ်သားလူပိုးကြိုက်တယ်စိတ်ချစိတ်ချတတော်လုံးမလာမယ်ဒီလိုနဲ့ကျွန်ုပ်ဆိုင်မှာနောက်နေ့မှစပြီးသားကောင်များရမယ်လို့စတင်ကြေညာလိုက်တယ်ပြင်ရစာတွက်ပြီးထမင်းဆိုင်အနှက်ပြန်မှစယူဖွင့်လက်ပါပြီရှားနိုင်သောဟင်းလျာများကြားသားစီပြန်ဇွဲကြီးမွေသားချက် တော်ဝတ်သားဟင်ယုံသားကြော်ချက်ဆက်သားဟင်ဥတ္တပိရဲ့ဒီလိုလှုပ်ဆန်းမှာကြောက်ဝတ်ငါနေတိုင်းစားနေရတာရိုးနေပြီလေ ဒီလိုတောကောင်သားလေးစားကြနေရပေါ့ဒါတွေမကတဲ့ဦးဗျဒါလေးလဲပါမပြရှိလားအားရှိပါရဲ့ရှိပါရဲ့ဒီအတွက် special စောင့်ထားတာကြိုက်သလောက်ပြုမသိမြင်ကလည်းဟင်းပွဲလက်မလဲအောင်ထည့်နေရတယ်ဆိုင်းရဲ့ရောင်းအားမှာတဟုန်တိုးခုန်တက်ခဲ့ပါရဲ့သုံးလားလောက်ရောင်းအားကောင်းခဲ့ရအလုသမားတွေခေါ်ရပါတော့တယ်မြင့်ွေဟိုမှာလိုက်ပွဲငပိဟိုမှာအကြီးတလုံးလူဘဝကံကြမ္မာရဲ့ထိုးနှက်ချက်ကစိုးဝါလာတယ်ဒီနေ့တတော်အရာရှိများရောက်လာပြီး တားမြစ်သားကောင်တွေရောင်းပြီးတော့ဒဏ်ငွေရိုက်ကစိုင်းပိတ်သိမ်းသွားတယ်။ဒါပြင်အိုင်စင်မဲအရက်ရောင်းချတဲ့အတွက်မြိုင်းသားရဲစခန်းမှာလာရောက်ဖမ်းဆီးခြင်းကိုခံရတယ်။စီမံချက်ရှိတယ်။ဒီတော့ကျွန်တော်တို့ကတရားဥပဒေတိုင်ကျွန်တော်ကိုစားဘိုက်ကလေးကချုပ်ထဲဝင်ရတယ်။လွန်စွားမှစိတ်မကောင်းဖြစ်ရတယ်။ကျွန်တော်ရဲ့ဘဝကကျွန်မကလွန်စွားမှစိုးဝါးလာပါတယ်။အောင်မြင်တော့မဲ့စီးပွားရေးအခြေအနေက ပြိုလဲခဲ့ရပြီဒီလိုနဲ့ကျွန်တော်မှရိုးမတော်ရဲကိုလက်ဆွဲတော်တနက်နဲ့ ထုံရင်ထုံရင်ပုံအားကိုပြန်လည်လျှောက်ခဲ့ရပါတော့တယ်။တနည်းမနဲ့စောစောမသိမြင်ကျွန်ုပ်အကျန်းတောင်းနေရကိုပြေးပေါက်ချလာပါတယ်။ကုတုပီရွာလေကထရေဆိုင်ပိုင်ရှင်တေသွားပြီတဲ့။ဟေးမနေ့ကမှငါနဲ့တွေ့သေးတယ်။ဘာရောက်ကြတယ်လဲ။ဘာရောက်ကမှမရှိဘူး။ထမ်းမဲ့ပုံကပြုတ်ကြပြီတေးဟာ။ဒါဆိုရင်သူ့မေအဖွားမြင့်တော့ဒုက္ခပါပဲ။အဲ့ဒါသတင်းသွားမိလိုက်အောင်။မောင်ကန်အဖေနဲ့ကျွန်ုပ်အဖေတို့ကဆွေမျိုးနီးစပ်တော်ဆက်လို့ကျွန်ုပ်မှတာဝန်တစ်ခုတော့ရှိတယ်။ ဒါကြောင့်ကျွန်တော်အပြေးလွှထွက်လာခဲ့တယ်။ဖြစ်မှဖြစ်ရလေမောင်ကန်ရဲ့။ဟဲ့မိမုံ။ငါလည်းကိုတဲ့င်းကြကြချင်းပြေးလာတာပဲ။ဘလို့ဖြစ်ကြရလဲ။မောင်ကန်မေဒေါ်မုံကြီးကလည်းကျွန်တော်ကိုမြင်မြင်ချင်းငိုရှာလေတော့တယ်။ညာမိုးချုပ်ကြီးထန်းတမျိုးလောင်လိုချင်လို့တဲ့ရွာထဲကလာဝဲတယ်။ညာမိုးချုပ်ကြီးထန်းတမျိုးလောင်လိုချင်လို့တဲ့ရွာထဲကလာဝဲတယ်။မောင်ကန်ကဒီချိန်ထန်းတို့ရေကမကောင်းသေးဘူး။အနမ်းမှလာပါပြောပေမဲ့လက်မခံဘူး။ဒါနဲ့ထမ်းမေမောအတက်မှာပြုတ်ကြတာပဲကွယ်။ငါဘသူအားကိုရမလဲ။ မိမုံတို့အဖေရှိနေငါစိတ်မပူပါဘူးအခုတော့ကျွန်တော်မှမောင်ကန်တို့မိသားစုအတွက်စိတ်မကောင်းဖြစ်ရတယ်။음အာကိုစီကဒီသားတယောက်ပဲရှိတာနှမျိုးမှာပေါ့လေ။ကျွန်တော်လည်းကြေးရွာတလေအတိုင်းအလောင်းပြင်ဆင်ထားတာကိုတွားရောက်ကြည့်ရှုပြန်ပါတယ်။အော်နေမယ်ဆိုရင်အများကြီးနေလို့ရသေးတယ်။အခုတော့ဘိုက်ကလေးတို့ကာလာသားတစ်တိုင်မှာအာသူဘမန်တက်ဝိုင်းဝန်းဆောက်လုပ်နေကြတယ်။ဘိုက်ကလေးဒါအာသူဘနော်အရက်တော့ဖေးရိုင်မလုပ်နဲ့။တကြီးပါစီတို့ကိစ္စနဲ့ပတ်သက်ပြီးအင်ကိုလာပြီးတာဝန်ပေးပြန်တယ် ဒီမှာဥတ်တပ်ပြီးမောင်ကန်အာသူဘကိစ္စခမားတာဝန်ယူလုပ်ပေးလိုက်စိတ်ချပါတကြီးသူနဲ့ကျွန်ုပ်ကဆွေမျိုးနှိစက်တော်တယ်လေစိတ်ချစိတ်ချဘာတမ်းမှမကြားချင်ဘူးတကြီးကလူမိုက်ငှားသွားကြည့်ပြီးမောင်ကန်ရဲ့မိတ်ဆွေတော်တော်များများမှဖေးသမားထရေသမားမဖြစ်ညစ်ကြဲလူမိုက်လေးများသာကဲရှင်ကိုခေါင်းငါသွားပြီမဟုတ်လားကဲညစာစားကြစို့မသိမြင်ဒီအာသူဘဝိုင်းကထိမ့်ဖို့မလွယ်လှအောင်မင်းစဉ်းစားကြည့်လေမောင်ကန်ရဲ့မိတ်ဆွေတွေဆိုလို့ထရေသမားပဲရှိမှာပဲ ဒါဆိုရင်ဖဲဝိုင်းကစီမှာပဲ။ YCB ဆိုရင်ကျုံလဲဈေးလာရောင်းမယ်။ခொနည်းရဈေးရောင်းရင်တလစာထိုင်စားလို့ရပြီ။ဒီလိုနဲ့ကျွန်တော်မောင်ကန်ရဲ့အာသုဘကိစ္စကြီးကိုကြည့်ချက်ရတယ်။မောင်ကန်အမေကဝေကိုလူတလောက်ထုတ်ပေးရှာတယ်။ဒါပေမဲ့မောင်တွတ်ပေးလို့လည်းတနေ့ရတဲ့ဝင်ငွေလေးနဲ့စရတာစုမင်ဆောင်မီမရှိပါဘူးကွယ်။ကျွန်တော်သဘောပေါက်လိုက်တယ်။ဒါဆိုရင်လည်းကျွန်တော်အစဉ်ပြေတယ်လို့စီစဉ်လိုက်ပါမယ်။အလောင်းမြေချဖို့အေးစိစိတာနေတော့ဘာမှမပူနဲ့။ ဒီလိုနဲ့ရွာရဲ့မရှိစင်းရဲသားများလုံနေကြအတိုင်းကုန်ကြစည်ရဲ့အတွက်အတီးထံမှငွေသွားချေရတော့တယ်။ဒီလိုနဲ့အာသူဘအိမ်မှာညာအိမ်ဆောက်ချင်တဲ့ကာလာသားများကလွန်စွာမှတက်ကြွကြတယ်။စက်တို့အပြင်းပြေလေးစက်တို့ရေဒါလေးပါမှအိတ်ချင်ပြေတာအာသူဘရှင်လည်းအကောက်ရတာပေါ့ဗျာ။ပဲကြီးလော်လေးချအောင်ဒီမှာမင်းတို့တတွင်တော့တကြီးတည်မလွယ်ဘူး။ငါကမင်းတို့မတိဟန်ပြူပြီးတော့ခွင့်ပြုထားတာ။တခုတော့ရှိတယ်။အကောက်လေးမမှန်ထဲကြထားပဲ။စက်တို့ရေ ကိုရွာသားချင်းဝိုင်းလုံကြတာပဲပြဿနာမရှိပါဘူးစိတ်ချကျွန်တော်ရှိတယ်ထူညာကကျွန်တော်မှာအာတုဘအိမ်မှာအိပ်ရတယ်ဖေးဝိုင်းကပိုစီကားလာတယ်ဈေးတယ်များပြီးလာရောက်ရောင်းချနေကြတယ်ပြက်ကနေမောင်ကန်ရဲ့ရုပ်ပုံကမျက်လုံးထဲမှာမြင်လာတယ်မိကနေအိပ်ပျော်သွားတယ်ဥတုပီလိုခေါ်တန်းကြရတယ်အိမ်မထဲမှာလိုမောင်ကန်ရဲ့မျက်နှာကကျွန်တော်ရှိတဲ့တဲ့ကိုရောက်လာတယ်မသေးခွဲတော့အတန်နဲ့ဥတုပီကျွန်တော်ရေငတ်တယ်ရေတိုက်ပါကျွန်တော်ကမောင်ကန်ကိုဩ တိုက်ရတာပေါ့လို့ဆိုကဘေးမှာရှိတဲ့ရှင်နွေးကရကိုလှမ်းပေးလိုက်တယ်။ရှင်နွေးကရမှာလွတ်ကျသွားတယ်။ဒါကြောင့်ကျွန်ုပ်လန့်လို့လာတယ်။ကျွန်ုပ်ကပြားကရထပြီးအလောင်းစိန်ကိုကြည့်လိုက်တယ်။အားလုံးကဖေးဝိုင်းမှာနှိမ့်သက်နေတယ်။မောင်ကရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါမျက်နှာမှာရေစက်တွေဖိတ်စင်နေတယ်။သူအခိုက်နောက်မှပြောလိုက်တဲ့အကြောင်းဥတ္တပေမောင်ကမျက်နှာမှာရေစက်တွေတွေ့လို့လန့်သွားလား။မလန့်ပါနဲ့ဗျာ။ကျွန်ုပ်မှာအိမ်မက်နဲ့တိုက်ဆိုင်နေလို့အံ့ဩရတယ်။ကျုံတိုင်းတတိပေါက်စာချစ်ခင်ရဲ့လက်ချက်ဖြစ်နေတယ်။ နောက်ဆုံးနှုတ်ဆက်ခြင်းနဲ့နိုင်ငံခြားအရက်ကို လောင်းချပေးလိုက်တာပဲဗျာဘလို့ပင်ဆိုစီကျွန်ုပ်စိတ်ထဲမှာတန်ရရမရှင်ဘူးအနားမှာထိုင်ပြောနေတဲ့မောင်ကန့်အတန်ကိုကြားနေရတယ်။ဟုတ်ငါစိတ်ထဲကဆွဲလက်နေလို့များလားအာသူဘချမဲ့မနေ့အထိဖဲဝိုင်းကမပြီးသေးပါဘူးကျုံတိုင်းရွာမှာအလန်းကိုခொနည်းထားပြီးမှတပိတ်တော့တရားနာကအလန်းကိုမြေချတယ်။ဟဲ့ကောင်းနေတော့ကြတော့ဒီလိုနဲ့ဖဲသမားတွေကောင်းမှုရွာသားတွေကောင်းမှုကြောင့်အလောင်းမြေချခဲ့ရတယ် သွားပြီးအောင်တော့သားရင်အလောင်းမြေကြပြီးညအိတ်တဲ့အခါအိမ်မက်ထဲမှာ မောင်ကန်နဲ့တွေ့တယ်။ကျွန်ုပ်တောက်နေကြအကျန်းဝိုင်းမှာမောင်ကန်ကအခန့်သားထိုင်ပြီးပြောလေဥတုပီကိုပြောဆရာရှိလို့တကယ်တော့ကျွန်တော်မသိဘူးဗျ။အေးမင်းဘာနဲ့တက်တည်ပြမလဲ။အလောင်းမြေမကြမီညကဥတုပီကိုရေတောင်းတောက်တယ်လေ။ဒါပေမဲ့ချစ်ခင်ကအရက်တပလင်းကုံအောင်ပါဇက်ထဲလောင်းချလိုက်တယ်။ဒီအရက်ရှိန်နဲ့ပြန်ပြီးတတိမရတော့ဘူး။ဟေးအခုကျွန်တော်မြေကြီးထဲမှာဝိုင်းမြုပ်ကြတယ်။ အခုကျွန်တော်မုန်းကြနေပြီကျွန်တော်ဖော်ပေးကြပါမင်းမြတ်ဖော်ပေးကြပါအဲ့ဒါလာပြောတာကျွန်တော်အမေကိုစိတ်မချအောင်ညီမလေးကိုလည်းစိတ်မချအောင်စက်တုံတန်တွေကြားနေရပြီကျွန်တော်သွားတော့မယ်ကျွန်တော်တကြီးပါစီကိုအကျိုးချောင်းပြောပြတယ်ဟုတ်ပါမလားဥတ်တွက်ပေးရသူဆုံးတော့ကျမ်းမာရေးမှုကိုယ်တိုင်လာဆက်ဆေးရထောက်ခံချက်ယူထားပြီးသားပါကဲသူမသိပဲထောင်းမြေကြီးထဲမြုပ်ပြီးသူဟာအသက်ရှင်နေတော့တနိုင်မခံပါဘူးဥတ်တွက်ပေးစိတ်ကြောင်ချောက်ချဖြစ်နေလို့ပါ ညာအိတ်ခါနေဖရတရားလို့ပတိစိတ်မောင်ကန်ကိုအမြဝေပေးပေါ့တေသူဟာဘယ်တော့မှပြန်မရှင်နိုင်ဘူးကေကျုပ်လည်းရွာတောင်မှန်းသွားလိုက်အောင်မယ်ဒါဆိုရင်မောင်ကန်အိမ်မက်ပေးတာဘယ်လိုလုပ်မလဲမေးလိုက်ပါတော့ဥတွက်ပေးရဲ့မောင်ကန်ကအတုပမြေချရက်လေထိနေခဲ့ရတော့မောင်ကန်ကိုစိတ်ထဲဆွဲနေလို့ပါကျွန်ုပ်ဘယ်လိုပြန်ပြောရမလဲမသိအောင်တကြီးကကျွန်ုပ်ကိုခက်ကြောင်ကြောင်ဖြစ်သွားသူတယောက်ပါမှာကြည့်ပြီးထွက်သွားတယ်။ငါများယူနေပြီလားမသိဘူး ကျွန်တော်အိမ်မက်အကြောင်းကိုအာနုတို့လူစုခေါ်ပြောပြတယ်။အဲ့ဒါတကြီးကလက်မခံဘူး။ငါတို့အလောင်းကိုပြန်ဖို့ခြင်းနဲ့။ငါ့အိမ်မက်ပေးတာတနာရော့ကွာ။ဒါဆိုနဲ့လှုပ်ကြည့်လေဒါပေမဲ့တကြီးတော့မသိစေနဲ့။ခွေးစိတ်ညက်တယ်။နောက်ဆုံးတော့ငါတို့ခွေးတွေပဲတင်းညိုင်းမြေပုံသွားတူးမလို့ဖြစ်တော့မယ်။ဒီလိုနဲ့ထိုးချံကိုတိုးတိုးတက်တက်အကောင့်ထဲပေါ်ရန်ညာပိုင်းလူကြီးတိတ်ကိုချိန်ဆလိုက်ကြတယ်။လောက်ရမှာတော့ခက်လန့်လန့်ပဲ။ညာခုနှစ်နာရီခန့်လူကြီးတိတ်ဆိတ်သွားချိန်မှာအာနုတို့လူစုနဲ့ကျွန်ုပ်တို့တုတ်တန်ကိုတိတ်ဆိတ်စွာထွက်ခွာခဲ့ကြတယ်။ ျွန်တို့အုပ်စုကအင်အားကောင်းလာတယ်အားလုံးကျွန်တော်ဩဇာခံမဲ့သူများပဲအဲ့ဒါပဲကွာတည်သူရဲ့ဆန္ဒပြည့်သွားအောင်လို့ပါဒါပေမဲ့နှုတ်လုံကြနော်တည်ပြီးတဲ့အလောင်းပြန်မဖော်ရအောင်လို့တရားဥပဒေအမိန့်ရှိတယ်အခုကျွန်တော်တို့ကကြည်ယုံနေလေကြည်ဖို့တူတာပဲတုတ်တန်တင်းကြီးမိကနေခင်းဘတ်ဆိုရင်တင်္ကာရတရားများရှိတတ်တယ်ညဘတ်ဆိုရင်တော့ထိတ်လန့်စရာအသွင်ကိုစောင့်နေတယ်ကျွန်တော်တို့လူစုလည်းခက်တုံးနေမောင်ကန်မြုပ်ထားတဲ့မိဘုံစီကိုအပြေးလွှားလာခဲ့ကြတယ် မောင်ကမ်းမြေပုံကလောလောလလတ်မြုပ်ထားတဲ့မြေပုံဖြစ်လို့ခက်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 မတွေ့ရအောင်ပါလာတဲ့ပေါတူးနှစ်လက်ဖြင့်ချစ်ယုံချစ်ရတယ်မြ мян လောက်ကသူတို့ဘာတွေလုပ်နေရလဲမသိဘူးမကြမီမောင်ကမ်းရဲ့ရုပ်အလောင်းပေါ်လာကြည့်ပြီးတကယ်ပင်မောင်ကမ်းအသက်မရှိတော့ဘူးကျွန်ုပ်တို့ဘလို့ပဲဆန်းဆန်းလုံးဝအမှန်အကန်တည်ဆုံနေပါပြီငါကအိမ်မက်ထဲမှာပြောတော့ကအသက်ရှိပြီးဝိညာဉ်မခွာသေးတဲ့ပုံမျိုးကစစ်တော့စိတ်များဆွေးလို့လားတကယ်ဖြစ်ရင်စိတ်မကောင်းစရာ ချက်တော့ဒါလွမ်းစုပ်ဖွဲ့ရာဇလန်းတပုတ်ပဲမောင်ကတ်မှာချစ်သူရှိခဲ့ရင်ချစ်သူဟာကြေကွဲဝမ်းနေလို့ဆုံးမှာမဟုတ်ဘူးမောင်ကတ်ရင်မင်းတွင်ငါတို့ဝမ်းနေပါလေကွာဝမ်းနေမနေနဲ့စောကြီးမင်းတေတာနဲ့မဆိုင်မဲနဲ့ချက်ချင်းမြင်းမြုပ်လိုက်မယ်ဒါမှရွာကအပြူတွေအတွက်စိတ်အေးရမှာမောင်ကတ်နဲ့မှမတ်မော်ကိုစိတ်မကူနဲ့ငါအတွက်မင်းလူလည်းမကြနဲ့မောင်ကတ်ရှိတော့ကသူ့နဲ့မှနာကတ်လို့မရဘူးအခုမှကတ်လို့ရမှာမင်းနဲ့မဆိုင်ဘူးမောင်ကန်နဲ့ငါကအိမ်နီးနာချင်းတွေ ဆက်တော့ဒီနှကောင်မထိန်နိုင်ဘူးလားစုညာစုညာနဲ့တော့ကြတရေတွေနူးကုန်အောင်မယ်အာနူကလည်းတမျိုးဟောတရေတွေနူးလာပြီပြောပြောဆိုဆိုနဲ့အာနူလာမို့လို့ကရှေ့ကပြေးတယ်ပြောစရာလုံသွားတော့လေအောက်စုမကွဲရင်မိအောင်ပြေးလိုက်ရတယ်ကျွန်ုပ်ကမောင်ကန်ရဲ့အိမ်မက်ကိုတိတိကျကျဖော်ထုတ်နိုင်လို့တကြီးကိုပြောချင်လာလို့သုံးရက်ခန့်အကြာပြီးတကြီးစီကိုလာခဲ့တယ်အကျိုးကြောင့်ရှင်းပြတဲ့အခါဘာကျုပ်ကမလုံနဲ့ဆိုတော့ခမည်းကလုံတယ်အခုခမည်းတို့ရာဆွဲမှုမြောက်သွားပြီ ဒီမှာဟိုကောင်ခစ်ပေါ်ရွာကတထေးမောင်ချစ်ခင်တိလားဒီကောင်ကမူးရစ်စေဝါအရောင်းဝင်လုတ်တဲ့ကောင်းဗျဟင်အခုမောင်ချစ်ခင်ကိုဖမ်းမိသွားပြီဒီကောင်ကစိတ်ကြစီပြရောင်းဝင်နေရဗျရွာကိုရဲတွေကတတင်းကြလာဖမ်းတော့ဒီကောင်ကမောင်ကန်ရဲ့အကောင့်တက်တာမှထိတ်လိုက်တာဗျသူတို့ကအေးအေးဆေးဆေးပြန်ဖို့ယူမဲ့သဘောပေါ့မောင်ကန်တကြိုတဲ့ညမှာပဲမောင်ချစ်ခင်တို့ကချက်ချင်းဖို့ယူသွားတာရွှေတစင်ချောင်းထဲမှာအဖမ်းခံရတာပဲဒါဆိုရင်ကျွန်တော်တို့ကဖော်ရဲဆိုတော့ နှစ်ခါဖို့ဖြစ်သွားပြီပေါ့ဒါပေမဲ့ဒါပေမဲ့ရဲတွေစုံစမ်းစစ်ဆေးချက်အရပထမချိန်မောင်ချစ်ခင်တို့ကိုဖမ်းပြီးရပစ္စည်းအရေးအတွက်နဲ့အခုစရင်နဲ့ကွာနေတယ်ရဲတပ်ဖွဲ့တွေကမောင်ကယ်ကိုမြုပ်ထားတဲ့နေရာကိုတူးဖို့လာပါလေရောနောက်တစ်ခါပေါ့နှစ်ခါတူးထားတဲ့အလောင်းမြေပုံကိုတွေ့လိုက်ရတယ်မောင်ချစ်ခင်ကအချုပ်ထဲမှာဘသူတူးတယ်လဲအခုတော့အဖေကပေါ်ပြီထိုခါတကြီးအိမ်ရှိကိုရဲကားတစ်စီးရောက်ရှိလာတယ်ဖြိုးတကြီးပါစီဖြိုးတကြီး ။အိမ်အောက်ကိုဇင်းလာတဲ့အခါတင်းကျိုင်းဆောင်မောင်လုံးကိုတွေ့လိုက်ရတယ်။မင်းမင်းမောင်ကရဲ့အလောင်းကိုတူးတာဥတုပီတို့လို့ပြောလိုက်ပြီပေါ့။ငါလေးရေတဲထုလိုက်ရ။ဥတုပီဝတရားရဆက်မေးစရာရှိလို့မြိုင်သားစခန်းလိုက်ခဲ့ပါနော်။ပါဝင်တဲ့သူတွေကိုဝင်ခေါ်ကြရအောင်။ဥတုပီကိုရှုံပါတယ်။ဗျာဒီလိုနဲ့မြိုင်သားရဲစခန်းကိုရောက်ခဲ့ရပါတယ်။ကျွန်တော်ကံမကောင်းခဲ့ပုံများ။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေ ဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။